ဝင်ဆောင်နေလုံးဝမတော့တဲ့ဆေးများကိုဝင်ဆောင်ကာလဆိုတာမျိုးသမီးတရားအတွက်အသက်အနည်းငယ်အများဆုံးကာလတစ်ခုဖြစ်ပါတယ်။ယောက်ျားပေါင်စည်းမိမမီးနေဆိုပြီးတော့မျိုးသမီးတယောက်ခလေးမွေးဖွားတဲ့အခါမှာဘလောက်အသက်အနည်းငယ်များကြောင်းဆိုရိုးစကားတော်ရှိပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ကိုဝင်ဆောင်နေအတွက်မျိုးသမီးတယောက်အနေနဲ့မတော့တဲ့ဆေးတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ ကိုဝင်ဆောင်နေတဲ့အတွက်သုံးသိမသုံးသိစေးများအမျိုးသမီးတရားဆိုလို့ရှိရင်ပုံမှန်ချိန်မှာဆိုလို့ရှိရင်ဆေးအလုံးနဲ့ပေါ့နော်ဆေးနဲ့မတည့်တဲ့ချိန်ကလွဲပြီးတော့ဆေးချလက်ချတောက်နိုင်ပါတယ်။ဒါပေမဲ့ကိုဝင်ဆောင်ကာလမှာဆိုလို့ရှိရင်တော့တရေသားအတွက်ပါပေါ့နော်ထည့်ပြီးတော့စဉ်းစားရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆေးတွေကိုစင့်ချိန်ပြီးတော့တောက်သင့်ပါတယ်။များသောအားဖြင့်တော့ကိုယ့်ရဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်ကြတာများပါတယ်။ဆေးအလုံးမှာဆေးညှို့စာတွေအပြည့် ကိုဝင်ဆောင်နေတောက်တင့်မတောက်တင့်ကိုပါအကြံပြုထားတဲ့သတ်မှတ်ချက်တစ်ခုလည်းပါလေးရှိပါတယ်။အဲ့ဒါကိုတော့ပကနစီကတိကိုလို့ခေါ်ပါတယ်။ဆေးတွေကိုကိုဝင်ဆောင်နေအနေနဲ့တောက်တင့်မတောက်တင့်ပေါ်မူပြီးတော့ခွဲခြားထားတဲ့ကတိကို၅ခုရှိပါတယ်။ အဲ့ဒါတွေကတော့ category A B C D H တို့ပဲဖြစ်ပါတယ် category A ထဲမှာပါတဲ့ဈေးတွေကတော့ကိုဝင်ဆောင်တွေစိတ်ချလက်ချတောက်လို့ရတဲ့ဈေးတွေပဲဖြစ်ပါတယ်သူတို့ဟာကိုဝင်ဆောင်တွေမှာရောတတိသားမှာပါထိခိုက်နိုင်ခြင်းအတော့နေပါတယ် category B ထဲမှာပါတဲ့ဈေးတွေကတော့ category A ထဲမှာပါတယ်ပေါ့နော်ဈေးတွေလောက်စိတ်ချမှုမရှိပေမဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အထိုက်လျောက်သုံးလို့ရပါတယ်ရေချင်စက်တောက်မယ်ဆိုလို့ရှိရင်တော့ တရေသားကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်မူလို့ကြာရှည်တော့ဆွဲမတော့သင့်ပါဘူးနော်ခတိကိုရီစီထဲမှာပါတဲ့ဈေးတွေကိုတော့တရဝိုင်နဲ့ဆန်းတက်လိုက်တဲ့အခါမှာတရေသားကိုထိခိုက်နိုင်တယ်လို့အဖြေထွက်ထားတဲ့ဈေးတွေပဲဖြစ်ပါတယ်လူတွေမှာမစမ်းတတ်အသေးပေမဲ့တက်နိုင်လို့ရှိရင်တော့ကိုဝင်ဆောင်တွေအနေနဲ့ကတိကိုရီစီထဲမှာပါတဲ့ဆေးတွေကိုရှောင်ကျင်သင့်ပါတယ်လို့အကြံပြုပါရနော်။ဆရာဝန်တွေကတခါတလေမှာကတိကိုရီစီဆေးတွေထဲကကိုဝင်ဆောင်တွေအတွက်သုံးစွဲလေးရှိပါတယ်။ဒါပေမဲ့ ဈေးကြောက်ရမယ့်အကျွေးကျေးဇူးကဈေးရဲ့အနေရထက်ပိုများမှသာတုံးဆွဲကြတာဖြစ်ပါတယ်။ကတိကိုဒီထဲမှာပါတဲ့ဈေးတွေကိုတော့ကိုယ်ဝန်ဆောင်နေမတော့တင်ဘူးလို့ဈေးဝထုတ်လုပ်တဲ့သူတွေကအကြံပြုထားတဲ့ဈေးတွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကက်တီဂိုရီဒီထဲမှာပါတဲ့ဈေးတွေဘောနော်ကိုယ်ဝန်ဆောင်နေနေနဲ့ရှောင်ကျင်သင့်ပါတယ်ကက်တီဂိုရီအိမ်မှာပါတဲ့ဈေးတွေကကက်တီဂိုရီဒီထဲပိုပြင်းထန်ပါတယ်ကိုယ်ဝန်ဆောင်နေမှာမိခင်ရောတတိသားရောထိခိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့အထူးရှောင်ကျင်သင့်ပါတယ်လို့သတိပေးထားတဲ့ဈေးတွေပဲဖြစ်ပါတယ်ဒီဈေးမျိုးစားတွေကိုတော့လုံးဝလုံးဝမတောက်သင့်ပါဘူးနော်ကိုယ်ဝန်ဆောင်နေအတွက်ဈေးမျိုးစားခွဲခြားထားတာကိုဘယ်နေရာမှာရှာရမလဲ ိုယ်ဆောင်တဲ့အတွက်ဆေးတစ်ခုဟာတောက်တဲ့မတောက်တဲ့သိဖို့အတွက်ဆေးဘူးတွေရာဆေးညှို့စာရွက်ထဲမှာရှာကြည့်လို့ရပါတယ်။အဲ့ဒီစာရွက်ထဲကပကနစီကတိကိုကြီးထဲမှာကြည့်ပြီးတော့တောက်တဲ့မတောက်တဲ့ကိုဆုံးဖြတ်နိုင်ပါတယ်။တရေသားကိုထိခိုက်စေတဲ့ဆေးအချို့တရေသားကိုထိခိုက်စေတဲ့အရာကိုဆေးပညာအခေါ်ရာတရားတို့ကျင်လို့ခေါ်ပါတယ်။ တရေသားကိုထိခိုက်စေတဲ့ဆေးအချို့ကတော့ဗီတာမင် E ၊ကင်ဆာဆေးတွေနဲ့ ACEI ဆေးမျိုးစားဖြစ်တဲ့သွေးကြဆေးတွေ၊အတက်ကြဆေးတွေနဲ့ဝါဖင်လို့ခေါ်တဲ့သွေးကြဆေးတွေပဲဖြစ်ပါတယ်။ကိုဝင်ဆောင်နောက်ဆုံးသုံးလမှာတရေသားကိုထိခိုက်စေနိုင်တဲ့ဆေးအချို့ကိုပြပြပေးသွားပါမယ်။ကိုယ်ဝေဆောင်နောက်ဆုံးသုံးလမှာတထဆိုင်ကလင်းကို သုံးဆွဲမယ်ဆိုလို့ရှိရင်ကလေးတွေမှာသွားတွေနဲ့အရိုးတွေမှာအယောင်တွေစိုးစေနိုင်ပါတယ်။ ဆာဗာနာမိုက်ကိုသုံးဆမဲ့ဆိုလို့ရှိရင်เนาะကလေးငယ်တွေကပြင်းထန်တဲ့အသဝါယောဂါဖြစ်စေနိုင်ပါတယ်။မိဖွားတဲ့အချိန်မှာဘိန်းတွေဝင်စိတ်ငြိမ်ဆေးတွေကိုသုံးဆွဲတဲ့အခါကလေးငယ်တွေရဲ့အဆုတ်ကိုထိခိုက်စေနိုင်ပါတယ်။ဆက်ပြီးတော့ကိုဝင်ဆောင်ကာလမှာပေါ့နော်။ဘာဆွေးတွေရဆေးဖြစ်ပြီးတော့ဘာဆွေးတွေရဆေးမဖြစ်လဲဆိုတာကိုဆက်ပြီးတော့ပြပြပေးသွားပါမယ်ရှင်။ကိုဝင်ဆောင်ကာလမှာဆေးဖြစ်သောဆေးတွေနဲ့ဆေးမဖြစ်သောဆေးရချို့ ကိုဝင်ဆောင်ကလာမှာတရွာဆိုင်ကလေးစီဘူဖရောက်ဆာစင်နဲ့ဆက်ထွင်တို့လိုကုသက်စေးတွေရာစိတ်မဖြစ်ပါဘူး Penicillin, Cefazolin, Microlide နဲ့ Metronidazole ဆေးတွေအားဆေးဖြစ်ပါတယ်။အံပြောက်ဆေးအပြင်ဆန်ကလေးဆေးနဲ့ Metoclopramide လိုဆေးအချို့ကိုလည်းဆေးဖြစ်ဖြစ်သုံးစွဲနိုင်ပါတယ်။သွေးပောင်ကျဆေးတွေဖြစ်တဲ့ Lavitalo, Nevatabin နဲ့ Metatoba ဆေးတွေကတော့ဆေးဖြစ်ပါတယ်။အင်းလာဘေးနဲ့လိုစာကန်ဆေးအုပ်စုတွေကတော့ကိုယ်ဝန်ဆောင်နေတဲ့အတွက်ဆေးမဖြစ်ပါဘူး။အကဲကဲပြောက်စေအပြေးပါရာစီတမောကိုတော့ဆေးဖြစ်ဖြစ်သုံးနိုင်ပါတယ်။ကြံနဲ့ NSAI တွေအနေဝင်ကခဲပြောက်စေတွေကိုတော့ကိုယ်ဝန်ဆောင်နောက်ဆုံးသုံးလမှမသုံးဆွဲသေး တင်ပါဘူး။တခြားသုံးသင့်မသုံးသင့်စေးတွေလည်းရှိပါသေးတယ်။အကောင်းဆုံးကတော့ကိုယ်ဝန်ဆောင်ကာလမှာ ကိုဖတ်တာကိုစေးတောက်မဲ့အစားပေါ်တော့မိသားစုဆရာဝန်နဲ့တံပင်ပေးမှာစေးတောက်တင်ပါတယ်လို့အကြံပေးပြရစင်နော်အခုပြောပြခဲ့တာကတော့ကိုဝေဆောင်ရဲ့အတွက်လုံးဝမတောက်တင်တဲ့ဆေးတွေနဲ့စိတ်ချလက်ချက်တောက်တင်တဲ့ဆေးတွေအကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာရောကိုရဲ့တွေ့ကြုံလေးနဲ့ဗဟုသုတတွေကိုပြောပြသွားခြင်းနဲ့ဆိုရင်တော့ကွန်မန့်မှာရေးသွားခဲ့ကြပါအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်